ယုံကြည်မှုရှိတဲ့သူဒီဗီဒီယိုကိုချက်ချင်းနားထားမှာကိုကကိုကိုကိုယုံကြည်မှုရှိယုံကြည်မှုအားနည်းနေရဆိုရင်ကိုယုံကြည်မှုတိုးတက်လာအောင်လုပ်မယ်ဆိုလို့ရှင်မြတ်တော်ကအရင်ဆုံးစဉ်းစားမယ်အခြားကကိုကိုယုံကြည်မှုရှိတာဆိုရင်အဲဒါဆက်မှာငါဘာကြောင့်ယုံကြည်မှုမရှိရလဲဘာကြောင့်ယုံကြည်မှုအားနည်းနေရလဲဆိုတာကိုအရင်ဆုံးကိုသိရမယ် ဟုတ်မှာဒါမှကိုအဲ့ဒီအချက်ကိုကိုပြပြင်မှာရေဝကြီးမှုရှိလာမှာကိုကိုဖြစ်ချင်တဲ့အရာကိုလုပ်ငန်းတစ်ခုကိုကိုစရဲမှာကိုဘကတိုးတက်လာမှာတိတက်ဖို့ပြီးတိုးတက်လာမှာအဲ့တော့ဥပမာဘယ်လိုမျိုးလဲဆိုရင်မျက်စိလို့ရှိရင်အရင်တော့ကဒီမူချိုးချောင်းခွင့်တဲ့အခါမှာမျက်ကမိဘဆရာဆွေးနွေးပွဲလုပ်ခွင့်ရတဲ့ရေဝကြီးမှုမရှိဘူး။ဘာကြောင့်အဲ့လိုမျိုးရေဝကြီးမှုမရှိရလဲ။အော်ရေဝကြီးမှုမရှိတဲ့အချိန်မှာကိုမိဘဆရာဆွေးနွေးပွဲဆိုကိုကြောင့်မှကိုမလုပ်ဖြစ်ဘူးမလုပ်ရဲဘူးကွာနော်။ အားကြောင့်ယုံကြည်မှုရှိရလဲဆိုတော့ကိုဘယ်လိုမျိုးခေါင်းစီတဲ့ကွာစတူဘက်လောက်ရပါလဲပြောရရင်စီတဲ့ပြောရအောင်ကိုဘယ်လိုမျိုးစကားပြောရမှာလဲကိုဘယ်လိုလောက်ရမှာလဲဆိုတော့ကိုကိုကနီးလဲမသိအဲ့နီးလဲမသိတဲ့အခါမှာငါလုံးနိုင်ပါမလားဖြစ်ကောဖြစ်ပါမလားဆိုတဲ့တန်ပြရရင်လည်းကိုကိုယုံကြည်မှုအားနဲ့ကိုယုံကြည်မှုအားနဲ့အခါမှာကိုမလုပ်ရဲဘူးအဲ့တော့ခါကျကိုဘာလို့ခုလဲဆိုတော့ငါကဒီနီးလဲကိုမသိတာဘယ်လိုလောက်ရမှာဆိုမလဲအဲ့ဆိုရင်ကိုဒီလိုမျိုးယုံကြည်မှုရှိလာအောင်မပြဆရာဆွေးနွေးပွဲမှာယုံကြည်မှုရှိရှိနဲ့ဆွေးနွေးပွဲရေလုပ်နိုင်လောက်အောင်လို့ဆိုရင်မျက်ကားတင်ရဲ့ အဲ့တော့ကိုကတင်နေနေတက်တယ်ဘယ်လိုမျိုးဆွေးနွေးပွဲကြီးကိုလုပ်ရမှာလဲဘယ်လိုမျိုးဥဆောင်ဆွေးနွေးရမှာလဲဘယ်လိုမျိုးကောင်းစဉ်နေနဲ့ကိုဆွေးရစသဖြင့်ပေါ့ကိုလေးလာတင်ယူလိုက်တဲ့အခါမှာကိုကိုကိုယုံကြည်မှုရှိသွားတယ်ဘယ်လိုမျိုးကောင်းစဉ်လုပ်ရမှာဆိုတာလဲကိုသိသွားတယ်ဘယ်လိုမျိုးဆွေးနွေးဥဆောင်ပြီးဆွေးနွေးရမှာဆိုတာလဲကိုသိသွားတဲ့အခါမှာယုံကြည်မှုရှိရှိနဲ့ကိုကဒီပြန်ဆရာဆွေးနွေးပွဲရဲ့အခုဆိုရင်ကိုလုံနိုင်ခဲ့ပြီအဲ့တော့ပြောချင်တာကကိုကယုံကြည်မှုအားနေနေဆိုကိုဘာကြောင့်ယုံကြည်မှုအားနေရလဲဘယ်မှောင်ယုံကြည်မှုအားနေရလဲ အဲ့တော့အဲ့လိုမျိုးကျွန်တော်အနဲ့အပိုင်းကိုမြတ်တို့ကပြုပြင်မှာတိုးတက်အောင်နီလန်းနေနဲ့တည်ယူမယ်။ဒါဆိုရင်တော့ကိုကနီလန်းနေတည်သွားပြီးတည်ယူပြီးသွားပြီးဆိုတော့သေချာတယ်။ပုံယုံကြည်မှုတွေတိုးတက်လာမှာကိုသေချာတယ်။